အားလုံးပဲမင်္ဂလာပါ Mr. View YouTube Channel လေးမှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ် Review လေးမှာတော့ကပ္ပလင်းဆက်ဆံမှုအများဆုံးဖြစ်တဲ့နိုင်ငံ၁၀ခုကိုကျွန်တော်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ Mr. View YouTube Channel လေးကို Like and Subscribe လေးလုပ်ပြီးကြပါဦး Okay ဗီဒီယိုလေးဆက်လက်ကြရအောင်ကပ္ပလင်းဆက်ဆံမှုအချိန်အရအတွက်အများဆုံးဟုတ်သတ်မှတ်ခံထားရတဲ့နိုင်ငံကတော့နံပါတ်1 great နိုင်ငံပဲဖြစ်ပါတယ် great နိုင်ငံဟာလူဦးရေစေတန်းကျော်ရှိပါတယ် great နိုင်ငံဟာအရှိတောင်ဥရောပမှာရှိတဲ့ဘောကန်ကျွန်းမှာတည်ရှိပါတယ်သူ့ရဲ့အင်းကြီးချင်းနိုင်ငံတွေကတော့ Albania နိုင်ငံ Mexico နိုင်ငံနဲ့ Bulgaria နိုင်ငံတို့ပဲဖြစ်ပါတယ် great နိုင်ငံဟာတပတ်လင်းလိန်ဆက်ဆံမှုပြည်မြတ်အဖြစ်အချင်းအကြီး 130လစ်ကျင်းရှိပါတယ်။ Great နိုင်ငံရဲ့ရုပ်ကြဲလေးလူဦးရေစုစုပေါင်းကတော့9တန်းလောက်ရှိပြီးတော့မင်းကလေးလူဦးရေစုစုပေါင်း9တန်းကျော်ကျော်ရှိပါတယ်။ Great လူမျိုးအများစုဟာအသာဖြူကြပါတယ်။ Number 2ဘရာဇီးနိုင်ငံပဲဖြစ်ပါတယ်ဘရာဇီးနိုင်ငံရဲ့လူဦးရေစုစုပေါင်းကတော့212တန်းကျော်ရှိပါတယ် ယောက်ျားလေးလူဦးရေကတော့16တန်းရှိပြီးမိန်းကလေးလူဦးရေကတော့130တန်းကျော်ရှိပါတယ်။ဘရာဇီးနိုင်ငံဟာတပတ်မှလေဆက်ဆံမှု ပြင်းမြအကျဉ်းအရေး133ကျင်းရှိပါတယ်။နံပါတ်3ကတော့ ဘူလန်နိုင်ငံပဲဖြစ်ပါတယ်ဘူလန်နိုင်ငံရဲ့လူဦးရေစုစုပေါင်းကတော့38တန်းကျော်ရှိပါတယ်ဘူလန်နိုင်ငံရဲ့ယောက်ျားလေးလူဦးရေကတော့88ဒသမ2တန်းရှိပြီးမင်္ဂလီလူဦးရေကတော့19ဒသမ4တန်းကျော်ရှိပါတယ်ပူလန်နိုင်ငံဟာတပတ်လျင်လင်းဆက်ဆံမှုပြည့်မြတ်အားဖြင့်အကျင့်အရေးတရက်အရှိတင်ရှိပါတယ်။နံပါတ်၄ကတော့ရုရှားနိုင်ငံပဲဖြစ်ပါတယ်။ရုရှားနိုင်ငံရဲ့လူဦးရေစုစုပေါင်းကတော့ စစ်တုံးတန်းကျော်ရှိပါတယ်။ရုရှားနိုင်ငံရဲ့ကြာလီလူဦးရေကတော့66တန်းကျော်ရှိပြီးမင်္ဂလီလူဦးရေကတော့89တန်းကျော်ရှိပါတယ်။ရုရှားနိုင်ငံဟာတပတ်လင်းလင်းဆက်ဆံမှု ပြင်းပြအဖြစ် အချင်းကြီးတရငါးချင်းရှိပါတယ်နံပါတ်ငါးကတော့အီတလီနိုင်ငံပဲဖြစ်ပါတယ်အီတလီနိုင်ငံရဲ့လူဝီစုစုပေါင်းကတော့ငါးစစ်ကူတန်းကျော်ရှိပါတယ်အီတလီနိုင်ငံရဲ့ရောချာလီလူဝီကတော့နှစ်ဆယ့်ရှစ်တန်းကျော်ရှိပြီးမင်္ဂလီလူဝီကတော့တန်းသုံးဆယ့်ကျော်ရှိပါတယ်အီတလီနိုင်ငံဟာတပတ်လျင်လင်းဆက်ဆံမှုပြန်မြအားဖြင့်အချင်းကြီးတရတချင်းရှိပါတယ် နံပါတ်6စပိန်နိုင်ငံပဲဖြစ်ပါတယ်စပိန်နိုင်ငံရဲ့လူဝီဆူဆူပေါင်ကတော့လီဆက်ကူတန်ချိုရှိပါတယ်စပိန်နိုင်ငံရဲ့ယောက်ျားလီလူဝီကတော့25တန်ချိုရှိပါတယ်ပြီးတော့မင်္ဂလီလူဝီကတော့30လီတန်ချိုရှိပါတယ်စပိန်နိုင်ငံဟာတပတ်လင်းလိန်ဆက်ဆံမှုပြင်းပြအဖြစ်အချိန်အရကူးဆက်လိကျင်းရှိပါတယ်နံပါတ်9တူရကီနိုင်ငံပဲဖြစ်ပါတယ် တူရကီနိုင်ငံရဲ့လူဝီဆူဆူပေါင်ကတော့ဆစ်ဆက်ခွန်တန်းကျော်ရှိပါတယ်တူရကီနိုင်ငံရဲ့ယောက်ျားလေးလူဝီဆူဆူပေါင်ကတော့လစ်ဆက်နှစ်တန်းကျော်ရှိပြီးမင်္ဂလီလူဝီကတော့လစ်ဆက်နှစ်တန်းကျော်ရှိပါတယ်တူရကီနိုင်ငံဟာတပတ်လျှင်လင်းဆက်ဆံမှုပြင်းပြအပြင်း အကျဉ်93ကျဉ်ရှိပါတယ်။နံပါတ်6မက်စကူနိုင်ငံပဲဖြစ်ပါတယ်။မက်စကူနိုင်ငံရဲ့လူကြီးစုစုပေါင်းကတော့တရာ30တန်းကျော်ရှိပါတယ်။မက်စကူနိုင်ငံရဲ့ယောချာလီလူကြီးကတော့63တန်းကျော်ရှိပြီးမင်းကလေးလူကြီးကတော့68တန်းကျော်ရှိပါတယ်။မက်စကူနိုင်ငံဟာတပတ်လင်းလင်းဆက်ဆံမှုပြည်မြအဖင်အကျဉ်ကြီး စစ်စစ်ကိုကျင်းရှိပါတယ်နံပါတ်9ဩစတြေးလျနိုင်ငံပဲဖြစ်ပါတယ်ဩစတြေးလျနိုင်ငံရဲ့လူဦးရေစုစုပေါင်းကတော့28တန်းကျော်ရှိပါတယ်ဩစတြေးလျနိုင်ငံရဲ့ယောက်ျားလေးလူဦးရေစုစုပေါင်းကတော့73တန်းကျော်ရှိပြီးမင်းကလေးလေးထပ်တူချက်73တန်းကျော်ရှိပါတယ် ဩစတြေးလျနိုင်ငံဟာတပတ်လင်လင်းဆက်ဆံမှုပြင်းပြအားဖြင့်အကျဉ်းကြီးဆစ်ဆက်လိချင်းရှိပါတယ်နံပါတ်10နယူးဇီလန်ပဲဖြစ်ပါတယ်နယူးဇီလန်ရဲ့လူဦးရေစုစုပေါင်းကတော့ငါးတန်းကျော်ရှိပါတယ်နယူးဇီလန်ရဲ့ယောက်ျားလေးလူဦးရေကတော့ငါးတန်းကျော်ရှိပြီးမင်းကလေးလေးထပ်တူချငါးတန်းကျော်ရှိပါတယ်နယူးဇီလန်ဟာတပတ်လင်လင်းဆက်ဆံမှုပြင်းပြအားဖြင့်အကျဉ်းကြီးဆစ်ဆက်နေချင်းရှိပါတယ် ဟုတ်ကဲ့ပါဒီဗီဒီယိုလေးမှာတော့ကပတ်လင်းဆက်ဆံမှုအများဆုံးဖြစ်တဲ့နိုင်ငံ၁၀ခုကိုကျွန်တော်ပြောပြပြီးသွားတာပဲဖြစ်ပါတယ်ပရိသတ်တွေလေကျွန်တော်ပြောပြပြီးသွားတဲ့နိုင်ငံ၁၀ခုအနေနဲ့မြေနိုင်ငံကအကျိတ်နဲ့တည်းလဲဆိုတာ comment လေးမှာလာရောက်ဆွေးနွေးသွားနေပါတယ်ကြီးစုနားထောင်ပြီးတဲ့ပရိသတ်တွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်